မျိုးသမီးတယောက်ကအောက်မှာကိုကျော်ကြီးတဲ့ဟိန္ဒူဘာသာကဗုဒ္ဓဘာသာနဲ့တူတယ်လို့လာပြီးတော့ပြောထားတယ်တဲ့အဲ့ဒါ၄ကိုဖြည့်ရှင်းပြပါတဲ့တူလားမတူဘူးလားဆိုတာဘာသာတရားအလုံးမှာတူလာ၄ရှိတယ်ဘာ၄တူတယ်လဲလို့မေးလို့ရှိရင်အခြေခံဓာတ်တဘာဝ၄ရရှိဖို့အတွက်လုတ်တဲ့နီလန်းနီမှာတူလာ၄ရှိတယ်မတူလာ၄လည်းရှိတယ်အလုံးကဘာသာတရားအလုံးက ဘာကိုတုံတင်တယ်လဲလို့မေးလို့ရှိရင် အခြေခံဓာတ်တွေကိုတုံတင်တယ်ဘလို့တုံတင်တာလဲအခြေခံဓာတ်တွေကဘာလဲလို့မေးလို့ရှိရင်ယုံညံ့တဲ့ဓာတ်ရှိတယ်အလေအလက်ဓာတ်ရှိတယ်အမြင့်ဓာတ်ရှိတယ်ယုံညံ့တဲ့ဓာတ်ဆိုတာတော့အာဟုတုတရားတွေသူများကကိုမနာလိုတာမုန်းတီးတာဝန်တူတာအိတ်တာမစ္စတီးယားစတဲ့တရားတွေဂုံတိုက်တဲ့ဇကားတွေအဲ့ဒါမျိုးတွေသူတစ်ဖက်သားပျက်စီးချောင်းတွေသူတစ်ဖက်သားဒုက္ခရောက်ချောင်းတွေကြံစီနေတာကိုအញ្ញံဓာတ်တွေလို့ခေါ်တယ်ဟုတ်ပြီနော် အဲ့ဒီအညံ့တက်တွေတဲ့စန့်ကျင်ဘက်အရက်ကိုယူလိုက်လို့ရှိရင်သူတို့ဘက်သားတွေကောင်းစားစီခြင်းလားချမ်းသာစီခြင်းလားကြီးပွားစီခြင်းလားပညာတွေတက်စီခြင်းလားဒါတွေကြတော့အမြင့်တက်ဟိုကအညံ့တက်ဒါကအမြင့်တက်အဲ့ဒီအမြင့်တက်မှာအလေအလက်ဖြစ်တဲ့ခါကျတော့ကုသိုလ်အာကုသိုလ်ကိုရောပြီးလှုပ်တာသူအယမ်းကြီးလဲကောင်းလာတယ်မဟုတ်ဘူးအယမ်းကြီးညံ့လာတယ်မဟုတ်ဘူးမကောင်းတဲ့စိတ်မွေးလာလို့ရှိရင်ခဏတစ်ဖြုတ်နဲ့ပြီးသွားတယ်အယမ်းကြီးကိုလုံလုံကဲကဲကြီးဆွဲမထအောင်ဒါဆိုရင်အလေအလက်တက်ခေါ်တာပေါ့ အမြင့်တဲ့ရှိတဲ့ပုံပုံတွေကြတော့မေတ္တာဆိုရင်မေတ္တာကိုဇံရတဲ့အထိတရားဝတူတယောက်ပေါ်မှာစိုးစင်များပွဲစိတ်ကလေးတကောင်ကိုတောင်မှာတိတ်ကြည်ပျက်စီးစုစီလိုတဲ့ဆန္ဒလုံးလုံးမရှိပဲနဲ့မေတ္တာကိုဇံအဖြစ်နဲ့ဝင်စားအားရကြအမြင့်တဲ့ဓမ္မဘုံကိုအဲ့ဒီဓာတ်တွေအကျိုးပေးတယ်နောက်ထပ်အဲ့ဒီဓာတ်ကြောင့်ပဲအဲ့ဒီဓာတ်နဲ့သက်ဆိုင်တဲ့တတဝါဘုံတစ်ခုကိုအကျိုးပေးတာဓာတ်ဒီကတော့ဘာသာတရားတိုင်းမှာ တူညီမှုရှိတယ်မတူတာကဘာလဲလို့မေးလို့ရှိရင်ဗုဒ္ဓဘာသာက ဲ့ဒီဓာတ်တွေအလုံးကိုဖြတ်စည်းနိုင်တဲ့စွမ်းအားရှိတယ်။အញ្ញံဓာတ်ကောအလေဓာတ်ဓာတ်ကောအမြင့်ဓာတ်ကောအဲ့ဒါတွေအလုံးကိုဖြတ်စည်းနိုင်တဲ့စွမ်းအားရှိတယ်။အခြားသောဘယ်ဘာသာမှမအဲ့ဒီလိုနီးစနစ်မရှိဘူး။အခြားသောဘာသာတွေအလုံးကအဲ့ဒီဓာတ်တွေနဲ့အတူတူအဲ့ဒီဓာတ်တွေခိုင်မြဲတဲ့ဘဝကိုလိုချင်တယ်။ဒီလောကကြီးတွေက တတဝပြောက်သွားမှာကိုသူတို့ကအယံဆိုးရင်။အဲ့တော့ဗုဒ္ဓဘာသာကဗုဒ္ဓရဲ့အဆုံးအမက လောကကြီးထဲမှာ တတဝကိုချုပ်ငင်းသွားဖို့အတွက်လုပ်တာ တတဝဆိုတဲ့ဒီခန္ဓာလေပတ်နေတာကိုခြုံငင်းသွားဖို့အတွက်လုပ်တာအချမ်းတော့ဘာသာအာလုံးကတတဝတစ်ခုကကောင်းကောင်းကြီးခံစားရတဲ့ကာမဂုဏ်တရားတွေကိုအမြင့်ဆုံးခံစားပြီးတော့မသေးတာကိုလိုချင်တာအဲ့ဒီမှာဘာသာတရားအာလုံးနဲ့ဗုဒ္ဓဘာသာကဖြောင်းဖြောင်းဆန့်ကျင်ပြီးလွဲသွားတာအဲ့တော့ဟိန္ဒူဘာသာနဲ့အခြေခံအယူဝါဒတွေကိုကြည့်မယ်ဆိုဟိန္ဒူဘာသာနဲ့မှမဟုတ်ဘူးဘယ်ဘာသာနဲ့မှဗုဒ္ဓဘာသာရဲ့အခြေခံအယူဆသည်လုံးလုံးမတူဘူး꿰ပြတယ်အဲ့တော့ တတဝါလို့ပြည့်ညက်လိုက်လို့ရှိရင်လည်းအခြားသောဘာသာတီနဲ့ဗုဒ္ဓဘာသာမှာတတဝါပြည့်ညက်ခြင်းကအလွန်မတန်ခြားနာတယ်။ဘလို့ခြားနာတာလဲလို့မေးလို့ရှိရင်အခြားသောဘာသာတီအလုံးကမသေးတဲ့တတဝါတဝူရှိတယ်။အဲ့ဒီတတဝါတဝူကတည်တတ်တဲ့တတဝါတွေကိုဖန်ဆင်းတယ်။ပြီးရင်အဲ့ဒီတတဝါတွေတည်သွားလို့ရှိရင်သူ့စကားနားထောင်တဲ့တတဝါတွေကိုမတိရာအတက်ကိုပြီးမယ်။ဒါမျိုးအယူဝါဒ။မြတ်စွာဘုရားရဲ့သာသနာမှာ တတဝါကိုပြည့်ညက်တဲ့အခါမှာခန္ဓာ၅ပါးနဲ့ပြည့်ညက်တယ်။အဲ့တော့မြမာကြီးပဲဖြစ်ဖြစ်ဖန်ဆင်းရှင်တူပဲဖြစ်ဖြစ်အစိုးရသူတူပဲဖြစ်ဖြစ်သူ့မှာ ရုပ်တရားရှိတယ်။စကားတွေပြောတယ်။ဒါဆိုရင်သူ့မှာအတန်ရုပ်ရှိတယ်။သူ့မှာသူ့ကိုမြင်နိုင်စေတဲ့အယောင်တွေပြနိုင်တယ်အလင်းတွေပြနိုင်တယ်ဆိုရင် သူ့မှာအလင်းဆိုတဲ့ရုပ်တွေရှိတယ်။အဲ့တော့ဒီအလင်းတွေအတန်တွေဒီဘဲပေါ်မှာမှီညံတာလဲဆိုပထဝီတေဇောအာဘောဝါယောဆိုတဲ့ဓာတ်တွေပေါ်မှာပဲပြီးညံပြီးဖြစ်နေတာ ဲ့တော့ဒီဓာတ်တွေပေါ်မှာမိညာမိဖြစ်နေတဲ့ရုပ်အစုဝေရှိနေတဲ့တတ္တဝါမို့လို့ရုပ်အစုဝေရှိတဲ့သူတတ္တဝါရုပ်အစုဝေတစ်ခုတည်းနဲ့နေမရှိဘူးမကအောင်နောက်ထပ်သူကဝေဒနာဆိုတဲ့ခံစားတတ်တဲ့စိတ်ဆိုးတတ်တဲ့စိတ်စားတတ်တဲ့စိတ်ကောက်တတ်တယ်အဲ့တော့မြမာကြီးပဲဖြစ်စီဖန်ဆင်းရှင်တူပဲဖြစ်စီသူတို့ရဲ့ကျန်းစာတွေအလုံးကိုဖတ်လိုက်မှဆိုရင်စိတ်ဆိုးတာတွေစိတ်စားတာတွေစိတ်ကောက်တာတွေရှိနေတဲ့အတွက်သူ့မှာခံစားတတ်တဲ့ဝေဒနာရှိတယ် ပြီးတော့သူတို့မှမှတ်သားတတ်တယ်အဲ့ဒီခံစားချက်ကိုပဲဘယ်တရဝါတွေကတော့ငါစကားနားမထောင်ဘူးအချိန်တိုင်းဒီကောက်ကိုငါဘာလုပ်မယ်ဆိုတော့မှတ်သားထားတယ်တညာတွေရှိတယ်ယုတ်ဝေဒနာတညာတင်ခါရပြုတ်ပြီးစီရင်တဲ့သဘောဒီကောက်ကိုဒီလိုမကျေနပ်ဘူးငါဒီလိုလုပ်ပြီးမဟိုလိုလုပ်ပြီးမဆိုတော့စေစော်တဲ့သဘောတရားတွေရှိနေတယ်တင်ခါရဝိညာဉ်တင်ခါရဝိညာဉ်ပြင်ကိုဝိညာဉ်နဲ့ဝိညာဉ်ဆိုတဲ့နောက်တဲ့ခန္ဓာ၅ပါးရဲ့နောက်ဆုံးဝိညာဉ်ဝိညာဉ်နဲ့ခန္ဓာဆိုတာကတော့ပညာဝိညာဉ်ဝိညာဉ်နဲ့ဆိုအထူးတည်သွားတာ ပညာတွေတင်းတင်းဖုံဖုံလေးတွေကိုငါဘယ်လိုဖန်ဆင်းမယ်ဟလာကားဆိုရင်လည်းငါတို့ဘယ်လိုတီထွင်မယ်ဘယ်လိုဖန်ဆင်းမယ်ဆိုတော့အဲ့ဒါဝိညာဉ်နဲ့ခန္ဓာဖုန်းတစ်လုံးကိုငါတို့ဘယ်လိုဖန်တီးမယ်ဆိုတော့အဲ့ဒီတော့ဒီလိုဖန်ဆင်းရှင်ကြီးတဦးကအစစရအလွန်မတန်မှတိတ်မွေးတယ်နူးညံ့တဲ့အရာတွေကိုဖန်ဆင်းထားတယ်ဆိုတာဒီဝိညာဉ်နဲ့ခန္ဓာအဲ့တော့ခန္ဓာ၅ပါးရှိပြီဆိုရင်တတ္တဝါလို့ပြည်ညက်တယ်ရသော်ဗျာကအဲ့ဒီတတ္တဝါလို့ပြည်ညက်လိုက်တဲ့အရာတွေမှန်သမျှဒီအဲ့ဒီခန္ဓာ၅ပါးဒီ တည်မြဲနေတဲ့အရာခိုင်မြဲနေတဲ့အရာဘယ်ဘုံဘယ်ဌာနလောကကြီးထဲမှာဘယ်နေရာမှမရှိဘူးလေအဲ့ဒီအရာဒီဖြစ်ခြင်းသဘောရှိတယ်အကြောင်းကိုမိပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်အထက်ဘဝမှာနေတဲ့မြမာကြီးစီအဲ့ဒီခန္ဓာ၅ပါးရှိတဲ့မြမာကြီးစီဘလောက်အသက်ရှိတယ်လဲလို့မြင်လို့ရှိရင်ဟောဒီလောကကြီးအနန္တလောကကြီးဩဃာသလောကတတ္တလောကဆိုတဲ့ဟောဒီလောကဂျိုဒီနက္ခတ်ဒီလာဒီနေဒီပါဝင်နေလောကကြီးအချိန်မောင်း၈000တောင်ပစ္စည်းတာကိုမြင်နေနိုင်တဲ့ ခန္ဓာ၅ပါးပိုင်ရှင်သူကလုံးဝအဋ္ဌအဋ္ဌခန္ဓာ၅ပါးသည်အဋ္ဌလောက်ထိခိုင်မြဲတယ်တတ်ဆိုးရှိတယ်ပိုင်ရှင်ပေါ့အဋ္ဌပိုင်ရှင်တော်မှာကဘာ၈တောင်းပြည့်ရင်ပျက်စီးသွားတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရဲ့သာသနာမှာခန္ဓာ၅ပါးသည်အကြောင်းကိုမှီပြီးဖြစ်တယ်ချုပ်ခြင်းသဘောရှိတယ်ပြက်ခြင်းသဘောရှိတယ်ပြက်ဆဲခြင်းသဘောရှိတယ်ဒါကြောင့်မလို့တတ္တဝါတအူးကတတ္တဝါအများကိုဖန်ဆင်းခြင်း လောကကိုဖန်ဆင်းခြင်းဆိုတာ အယူဝါဒသည်ဗုဒ္ဓအယူဝါဒမှာလုံးလုံးမရှိဘူးလောကကိုစိတ်တရားဥဆောင်တာမို့လို့ဒီအလွန်မတန်တကိုးကြီးတဲ့လောကရတဆောင်တော့ကိုအစိုးရတဲ့မဟာဗြဟ္မာကြီးကသူ့စိတ်အကြံပေါ်တိုင်းမှာလောကကြီးကပြောင်းလဲသွားတယ်ဖြစ်စဉ်တွေအမြဲတမ်းပြောင်းလဲသွားတယ်သူ့ရဲ့စိတ်အကြံကြောင့်ပြောင်းလဲတယ်သူ့ရဲ့စိတ်ဆွမ်းအားကြောင့်လောကကြီးပြောင်းလဲသွားတယ်အဲ့ဒါဒီသူ့ရဲ့စိတ်ဆွမ်းအားကြောင့်ဖြစ်တာသူကဖန်ဆင်းတယ်လို့သူ့ကိုယ်သူထင်သွားတယ်အဲ့တော့ လောကကြီးထဲမှာလူလားတွေစိတ်တည်သည် အကုသို့ဒိုးစီရိုက်တည်အညံ့တက်တည်များလာလောကကြီးမှာဖောက်ပြန်လာတယ်ပျက်စီးလာတယ်ကတ်ဆိုးတွေကျလာတယ်လောကကြီးမှာအလေလက်တက်တည်ရှိလို့ရှိရင်လောကကြီးအကုသို့ဒီနေသွားတဲ့ခါမှာလောကကြီးဖောက်ပြန်မှုလေအဲ့တော့ဒီသဘောတရားတွေရှိတယ်ဒီသဘောတရားတွေကိုကြည်ကြည်ပြတ်ပြတ်ပြောဖို့ဆိုတာတော့မလွယ်ဘူးသို့တော့အခုနဟိန္ဒူဝါဒသည်ဗုဒ္ဓဘာသာနဲ့တူသလားလို့မြင်လို့ရှိရင် အခြေခံဓာတ်တွေကို အခုနအညံ့တက်ဒီအလေလက်တက်ဒီအမြင့်တက်ဒီကိုလှုပ်ဆောင်တဲ့နေရာမှာဘာသာအားလုံးဒီတချို့တွေတူတယ်တချို့တွေမတူဘူးတူသလိုလိုလည်းရှိတယ်မတူသလိုလိုလည်းရှိတယ်သို့တော့ဒီတန်အားလုံးကိုဖျက်ဆီးတဲ့တရားဒီဗုဒ္ဓဘာသာမှာလို့ဤဘယ်ဘာသာမှာမှမရှိဘူးအဲ့တော့အခြေခံအယူအဆကိုပြန်ကြည့်မယ်ဆိုရင်လည်းတတ္တဝါအယူအဆနဲ့ပတ်သက်လို့ရှိရင်လည်းခန္ဓာ၅ပါးကိုမြတ်စွာဘုရားကတတ္တဝါလို့ပြညတ်တယ်အခြားသောဘာသာဒီအကုန်လုံးက အတ္တဒီတတ္တဝါလို့ပြညတ်တယ် အဲ့တော့ပြည့်ညက်ပုံပြည့်ညက်ခြင်းမတူဘူးဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဒီဘယ်ဘာသာနဲ့မှ လုံးလုံးမတူတဲ့ဘာသာလို့နားလည်ထားပါနော်